ဟင်းဝရင်နဲ့လက်ထက်အပြီးမှာဟင်းချက်နေရတဲ့ဆိုပြည့်အကြောင်းပြောလာတဲ့ဆိုပြည့်အမေမင်္ဂလာပါပရိသတ်ကြီးတမီးလိန်မလေးတွေအိမ်ထောက်ကျသွားတဲ့အခါမှာကြံရင်ခဲ့တဲ့မိခင်တွေရဲ့ရင်ထဲမှာဘလို့ဟာတတာဖြစ်ကြံခဲ့လဲဆိုတာဒီနေ့ဆိုပြည့်သင်ရဲ့မိခင်ဖြစ်သူဒေါ်မာလာခင်ရဲ့ဖြစ်ရလေးကသက်သေပြနေပါတယ်။အားလုံးသိကြတဲ့အတိုင်းပါပဲမင်းသားကျော်ဟင်းဝရင်နဲ့အကယ်ဒမီမင်းသမီးကျော်ဆိုပြည့်သင်တို့ရဲ့မင်္ဂလာပွဲကပရိသတ်တွေကြောင့်မှတော်တော်လေးရှည်ပန်းစားခဲ့ပါတယ်။အထူးသဖြင့်ဟင်းဝရင်ရဲ့မိဘတွေကချွေးမလေးဆိုပြည့်သင်အတွက်မင်္ဂလာ ဦးလက်ဖွဲ့အဖြစ်တိမ်ပေါင်းတောင်းချီတန်ဖိုးရှိတဲ့အိမ်ချံမြင်တဲ့တိုက်အိမ်ကြီးကိုလက်ဆောင်ပေးခဲ့တာကတကယ်ကိုအားကြားစရာပါအခုဆိုရင်တော့ဆိုပြတဲ့စင်အားခင်ပွန်းတဲ့နဲ့အတူအဲ့ဒီအိမ်ကြီးမှာအိုးအိမ်ခွဲပြီးတော့တီးတဲ့ဘဝတစ်ကိုစတင်နေပြီဖြစ်ပါတယ်။ ဒီနေရာမှာဝမ်းသာစရာကောင်းသလိုတစ်ဖက်မှာစိတ်မကောင်းစရာဖြစ်ရသူကတော့စုပြည့်သင်ရဲ့မိခင်ကျော်မာလာခင်ပါပဲ။ပြည်သက်တွေသတိထားမိကြမှာပါစုပြည့်သင်အမှုပညာလောကရဲ့စရောက်ကလေးကဒီနေ့ချိန်ထိဘယ်သွားသွားဘယ်လာလာသူရဲ့နောက်မှာအရေးတကြီးကြီးနဲ့ပါလာလိမ့်ရှိတာကတော့သူရဲ့မိခင်ပါပဲ။တာသမီးတွေအများကြီးရှိပေမဲ့စုပြည့်သင်ဆိုတာမိခင်ရဲ့အနာမှာအမြဲကပ်နေတဲ့တဦးတည်းသောသမီးလို့ဖြစ်နေတာပါ။ရှူတင်သွားလဲအတူတူအိမ်ပြန်လဲအတူတူဖြစ်တာကြောင့်တာမီးနဲ့ရောက်တန်ရုံးစဉ်ကဖြတ်လို့မရပါဘူး။ ဒါပေမဲ့သမီးကညာချိန်တန်ခါတော့ခွဲရမယ်သာဆိုတဲ့သချင်းလိုပါပဲအခုဟင်းဝီရံနဲ့အိမ်ထောင်ကြပြီးအိမ်ခွဲနေလိုက်တဲ့ခါမှာတော့မိခင်ဖြစ်သူကအထီးကျန်ပြီးတော့လွမ်းဆွတ်နေရရှာပါတယ်သမီးကိုလွမ်းလို့မနေနိုင်တဲ့အဆုံးသမီးရဲ့မင်္ဂလာဦးအိမ်ကြီးစီကိုပထမဆုံးအကြိမ်ဖြစ်လိုက်သွားခဲ့ရပါတယ်သူရောက်သွားတဲ့အချိန်မှာသမီးမောင်နှံကအိမ်မှာမရှိလို့ထိုင်ဆောင်နေခဲ့ရပြီးသူတို့ပြန်ရောက်လာမှသားမိတွေစုံတွေ့ခွင့်ရခဲ့ရပါတယ် ဒီနေရာမှာချစ်စရာကောင်းတာကအကယ်ဒမီမင်းသမီးဆိုပြတဲ့စဉ်တယောက်အိမ်ထောင်ကျပြီးနောက်ပိုင်းအရှင်မပြီးပြီးတသားဖြစ်နေရကိုတွေ့လိုက်ရတာပါပဲ။တိမ်မောင်းတောင်းချီတန်းတဲ့အိမ်ကြီးမှာနေပေမဲ့ချက်ချင်းပြောင်းလာတာကြောင့်ထမင်းစပွဲတောင်တေချမဝင်ရသေးပါဘူး။ဒါပေမဲ့ဆိုပြတဲ့စဉ်ကသူ့ရဲ့ခင်မုန်းတဲ့နဲ့မိခင်ဖြစ်သူအတွက်ကိုယ်တိုင်မိဖို့ကြောင့်ဝင်ပြီးတော့ဖွဖွဲရရချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။အေကန်းကစပွဲကုန်လေးမှာပဲသားမိတွေတမတ်တွေဝိုင်းဖွဲ့ပြီးတော့စားခဲ့ရပေမဲ့သမီးရင်းကိုယ်တိုင်ချက်ပြုတ်ထားတဲ့လက်ရာဖြစ်တာကြောင့်မိခင်ဖြစ်သူကတော့ထမင်း င်းမိန်ခဲ့ရတယ်လို့ဆိုပါတယ်တချိန်ကအမေးချက်ကြွေတာစပြီးကြီးပြင်းလာတဲ့သမီးလေးကအခုတော့ကိုပိုင်အိမ်နဲ့ကိုပိုင်မိသားစုနဲ့အဟင်းတွေပြန်ချက်ကြွေးနိုင်ပြီဆိုတဲ့ PD ကမိခင်နိုင်လူချင်းနဲ့ခံစားမှုမျိုးပါဒါအပြင်ဒီဖြစ်ရလေကဟင်းဝင်ရဲ့စိတ်ထားကိုပါမိမောင်းထုတ်ပြနေပါတယ်ရောက်ကမဖြစ်သူလာလေတဲ့ခါမှာအင်ရှင်တယောက်အနေနဲ့နှွေးနှွေးထွေးထွေးချို့ဆိုရာရင်ကိုရဲ့ဇနီးတဲ့ကိုမိဘတွေနဲ့မဝေးကွာအောင်စောင့်ရှောက်ပေးတာရဲ့ကတကယ့်ယောက်ျားကောင်းပီးတာပါတယ်တန်မိုးကြီးအင်ကြီးကိုလက်ဖွဲ့ရုံတင်မကပဲစိတ်ချမ်းသာမှုကိုပါလက်ဖွဲ့ပေးလိုက်တာပါ ဆိုပြတဲ့ဇင်းနေနဲ့အမှုပညာလောကမှာအောင်မြင်တယ်လို့အိမ်ထောင်ကြီးမှလည်းကံကောင်းသူဖြစ်လို့ပရိသတ်တွေကတော့ဝိုင်းပြီးတော့မုရိတာပွားနေကြပါတယ်။အမေကလည်းတမီးကိုအဆင်မချနိုင်တမီးကလည်းအမေကိုလှုပ်ကြွေးခြင်းနဲ့မြမရိုးရာမိသားစုမြစ်တာပုံရိပ်လေးကကြည်ရတဲ့သူတွေအတွက်တော့ကြည်နူးစရာအတီးပါပဲ။ ဟိဝင်ရနေဆိုပြတဲ့စဉ်တို့ရဲ့အိမ်ထောင်ကြီးကပြည်စုံကျွဲပါသလိုမိခင်ဖြစ်သူနဲ့လည်းအခုလိုမျိုးနှွေးထွေးတဲ့ဆက်ဆံရေးရှိနေတာကကြည်နူးစရာပါ။တမိခွဲသွားလို့လွမ်းနေတဲ့မိခင်ရဲ့စိတ်ကိုဆိုပြရဲ့ဟင်းချက်လက်ရလေးကကုစားပေးနိုင်လိုက်ပြီးချက်မာတယ်။ ကဲပရိသတ်ကြီးတမီးအိမ်ကိုလိုက်လာပြီးတော့တမီးချက်တာတွေကိုစားခဲ့ရတဲ့မိခင်တယောက်ရဲ့ပီတိတွေကိုနားလည်ပြီးလို့ရမလားဟိဝရန်တို့ဇနီးမောင်နဲ့ရဲ့ဘဝလေးကိုရောဘယ်လိုမြင်ကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်